ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့မိတ်ဆွေများကိုပေါ့နော်ထိတ်လေပိတ်တောလုံးပေါင်းရှင်ပရိအားနဲ့တွေ့တယ်နီးနောက်ထပ်တွေ့နီးတစ်မျိုးကိုကျွန်တော်လေ့လာလို့ရအောင်တင်ပြသွားမှာဖြစ်ပါတယ်ပေါ့နော်ထိတ်လေပိတ်တောလုံးပေါင်းရှင်ပရိပေတဲ့ပရိပေါ့နော်ပေပရိနှလုံးဖြစ်ပါတယ်ရှေ့ရဗီဒီယိုမှာလည်းပရိနှလုံးပေတယ်နီးကိုလည်းတင်ပြထားပြီးပြီပေါ့နော်အခုကတော့ကျွန်တော်နောက်ထပ်တွေ့နီးတစ်မျိုးတွေ့နီးနံပါတ်နှစ်ဖြစ်သွားမယ်ပေါ့နော် ်အင်းဆုံးကျွန်တော်သူချားပေးသွားတဲ့ဟာကိုအင်းဆုံးလေးလာကြည့်အောင်ပါနော်နံပါတ်၁အနေနဲ့9ရက်6ရက်အဲ့ဒီပရိတ်နှလုံးကိုပေးတာဖြစ်ပါတယ်၄ခွန်8ဆိုတဲ့အတွက်ကရန်၃လုံးပေါင်းရှင်း၉ပရိတ်ချားပေးသွားခဲ့တယ်ပေါ့နော်လေခွန်ရှိရှိတဲ့နှစ်နှစ်တော်များနှစ်ဆိုရကတော့ကျွန်တော်တို့ဒီရှိရနှစ်ဒီကနန်းတွေဖြစ်ပါတယ်ဗောနော် ရှိကဒီ2020နဲ့3ကဟာလီဗောနော်အဲ့မှာ 6ခွန်ပြိတ်ကိုပေးတာဆိုရင်8တနည်းဆိုတဲ့အတွက်ကနန်းသုံးလုံးပေါင်းရှင်းတိပြိတ်ချပေးသွားတယ်ပေါ့နော်နံပါတ်3အနေနဲ့ကတော့9တုံညာပြိတ်ကိုပေးတာဖြစ်ပါတယ်ချပေးသွားတာဒီ1တုံညာနှစ်ဆိုတဲ့အတွက်သုံးလုံးပေါင်းရှင်းက4ပြိတ်ချပေးသွားခဲ့တာဖြစ်ပါတယ်1တုံညာနှစ်ပေါင်းရှင်း4ပြိတ်ပေါ့နော်နောက်ထပ်နံပါတ်6အနေနဲ့6နဲ့9နဲ့အဲ့ဒီပြိတ်နှလုံးကိုပေးတာဆိုရင်လေးလေးရှောင်ဆိုတဲ့အတွက်ပေါင်းရှင်း4ပြိတ်ချပေးသွားတယ်ပေါ့နော် နောက်ထပ်နံပါတ်5မှာလည်း ုငါတေဆိုတဲ့အတွက်ကြောင့်မို့ချစ်ကိုပြိပေးတာငါပြိချပေးသွားတာဖြစ်ပါတယ်။နံပါတ်6အနေနဲ့ကတော့တုံညာတိကိုပေးတာဖြစ်ပါတယ်။ကိုကိုတုံညာဆိုတဲ့အတွက်ကနန်းသုံးလုံးပေါင်းရှင်းက10ပြိချပေးသွားတယ်ပေါ့နော်။နံပါတ်9မှာကျွန်တော်နောက်ထပ်တစ်ပြင်ပေါ့နော်ခွန်10ပြိကိုပေးတာဖြစ်ပါတယ်။အဲ့မှာတွေ့ချပေးသွားတာကတုံညာ6ခွန်ဆိုတဲ့အတွက်ကနန်းသုံးလုံးပေါင်းရှင်း6ပြိဖြစ်ပါတယ်။နံပါတ်7မှာတော့ အဲတင်းနေ break ကိုပေးတာဗောနော်တနည်းရတင်းနေ break ကိုပေးတာဆိုရင်ခွန်ငါခွန်ဆွေအတွက်ကိုပရိချပေးသွားတာဖြစ်ပါတယ်နံပါတ်9လေးငါ break ကိုပေးတာဆိုရင်ငါလေးလေးဆိုရတဲ့ပေါင်းရှင်က3 break ချပေးသွားခဲ့တာဖြစ်ပါတယ်နံပါတ်10မှာ6ခွန် break ကိုပေးတာ9ခွန်9ဆိုရတဲ့3လုံးပေါင်းရှင်9 break ချပေးသွားတာဖြစ်ပါတယ်ဒါကတော့2024ဟာနေဦးကနေဗောနော် နောက်ထပ်သုံးများတက်ဘရိတ်ကိုပေးတာကိုဘရိတ်ချပေးသွားတယ်ကိုသုံးများဘရိတ်ကိုပေးတာ3ကို5ခုနှစ်ဘရိတ်ချပေးသွားတာဖြစ်ပါတယ်နံပါတ်73နေ3ဘရိတ်ကိုပေးတာ6သုံးများ3ဆိုတဲ့အတွက်ထိတ်လေဘိတ်3လုံးပေါင်းရှင်းကိုဘရိတ်ချပေးသွားတာဖြစ်ပါတယ်နံပါတ်74မှာခွန်ရှိဘရိတ်ကိုပေးတာ၄ဘရိတ်ဖြစ်တဲ့6နှစ်6ဖြစ်ပါတယ်ဗောနောနံပါတ်15မှာရှောက်ခွန်ဘရိတ်ကိုပေးတာ3ဘရိတ်၄ရှိတဲ့ချပေးသွားတာဖြစ်ပါတယ်နံပါတ်16 ခွန်ရှင်ပရိတ်ကိုပေးတာဆိုရင်9ခုရှိစတဲ့အတွက်ပေါင်းရှင်နေပရိတ်ချပေးသွားတယ်ပေါ့နော်နံပါတ်6ခွန်3ညာတိပရိတ်ကိုပေးတာဆိုရင်တိတိ6ဆိုတဲ့အတွက်ပေါင်းရှင်ရှစ်ပရိတ်ချပေးသွားခဲ့တယ်ဖြစ်ပါတယ်နံပါတ်7မှာတော့သုံးများတိပရိတ်ကိုပေးတာ6ခု3များဆိုတဲ့အတွက်9ပရိတ်ချပေးသွားခဲ့တယ်ပေါ့နော်နံပါတ်78ပြီးတော့ကျွန်တော်နံပါတ်79ကိုထပ်ပြီးလေ့လာကြည့်အောင်ဘူးသုံးများပရိတ်ကိုပေးတာဖြစ်ပါတယ် ဒဲနီအရာပါနော်ဒဲနီခဏနေကြရင်ကျွန်တော်ပြပေးသွားမယ်ဒီကိုတုံများပရိတ်ကိုပေးတာငါကိုတုံဆိုရတဲ့ဘောင်ရှင်ခုနှစ်ပရိတ်ချပေးသွားတယ်နံပါတ်20မှာတော့တုံများတေပရိတ်ကိုပေးတာဆိုရင်ငါတုံညာလေးဆိုရတဲ့ဘောင်ရှင်ကိုပရိတ်ပါနော်နံပါတ်23မှာတုံများတေပရိတ်ပဲထပ်ပြီးပေးတာဖြစ်ပါတယ်ငါတုံများ3ဆိုရတဲ့10ပရိတ်ချပေးသွားတာဖြစ်ပါတယ်ပါနော်နံပါတ်20မှာတော့ခွန်ရှိပရိတ်ကိုပေးတာဆိုရင်336ဆိုတဲ့ပေါင်းရှင်းကနေပရိတ်ချပေးသွားခဲ့တာဖြစ်ပါတယ် 2023မှာတုံညတစ်ပရိတ်ကိုပေးတာတုံညလေးတစ်ဆိုတဲ့အတွက်ပေါင်းချင်း9ပရိတ်ပေါ့နော်24မှာ9တုံညပရိတ်ကိုပေးတာရှင်းလျှောက်ခွန်ဆိုတဲ့အတွက်တစ်ပရိတ်ချပေးသွားခေတာဖြစ်ပါတယ်နံပါတ်25မှာ9လျှောက်ပရိတ်ကိုပေးတာပေါ့နော်လျှောက်တုံညလျှောက်ဆိုတဲ့အတွက်နေပရိတ်ဖြစ်ပါတယ်နံပါတ်26မှာနေ6ခွန်ပရိတ်ကိုပေးတာဖြစ်ပါတယ်66နေဆိုတဲ့အတွက်၄ပရိတ်ဖြစ်ပါတယ် 2029ခုမှာနှစ်သုံးပြိတ်ကိုပေတာ665ဆီအတွက်ခုနှစ်ပြိတ်ချပေးသွားခဲ့ပြီးတော့နံပါတ်20နဲ့ရှင်းမှာတော့9သုံးများပြိတ်ကိုပေတာဖြစ်ပါတယ်9ရှောင်းနှစ်ဆီအတွက်ပေါင်းရှင်းခုနှစ်ပြိတ်ချပေးသွားတယ်ပါနော်29သုံးများတိပြိတ်ကိုပေတာ3ည44ဆီအတွက်ပေါင်းရှင်း10ပြိတ်ပါနော်30ပါနော်ခွန်10ပြိတ်ကိုပေတာဖြစ်ပါတယ်နှစ်နှစ်တိဆီအတွက်ပေါင်းရှင်းက9ပြိတ်ချပေးသွားခဲ့တာဖြစ်ပါတယ် โอเคနောက်ထပ်နံပါတ်30နဲ့တိပေါ့နော်။ဒီနေ့အရာကျွန်တော်6ခွန်ပလိတ်ကိုပေးတာပေါ့နော်။6ခွန်ပလိတ်အားနေတာဖြစ်ပါတယ်။ရှင်းလေး3ဆိုတဲ့အတွက်5ပလိတ်ချပေးသွားခဲ့တယ်ပေါ့နော်။နေ့3ပလိတ်ကိုပေးတာ663ဆိုတဲ့အတွက်ပေါင်းရှင်းက9ပလိတ်ချပေးသွားတယ်ပေါ့နော်။33 34ပလိတ်ကိုပေးတာနေ့3ည9ဆိုတဲ့အတွက်ပေါင်းရှင်းတိပလိတ်နောက်ထပ်30နဲ့4မှာ9 3ပလိတ်ကိုပေးတာ 9000ဆိုတဲ့အတွက်ပေါင်းရှင်း3ဒါကတော့2025နှစ်ဥက္ကဋ္ဌဖြစ်ပါတယ်ပေါ့နော်ကိုတုံများပြိတ်ကိုပေးတာခွန်တုံများတုံများဆိုတဲ့အတွက်ပေါင်းရှင်း9ပြိတ်ချပြီးသွားတယ်36မှာ9ရှောက်ပြိတ်ကိုပေးတာ300ဆိုတဲ့အတွက်9ပြိတ်ချပြသွားတာဖြစ်ပါတယ်။ Okay အကြိမ်အဖြစ်36ကြိမ်အထိခုလုံးလုံးစေတော့ကျွန်တော်တို့အဲ့ဒီပြိတ်နှလုံးပေးတာဆိုရင်လုံးဝမပြတ်သေးဘူးပေါ့နော်။နောက်ထပ်ဆက်ပြီးလေ့လာကြည့်အောင် 39ပေါ့နော်69 gap to day ဖြစ်ပါတယ် gap to day ကျွန်တော်အားနေ break ဖြစ်ပါတယ်ပေါ့နော်3 a gap to day 69 break ဖြစ်ပါတယ်အဲ့ဒီမှာ69 lay ဆိုတဲ့အတွက်လေးတစ် break ချပြီးသွားခဲ့တယ်ပေါ့နော်38မှာတော့69 break ကိုပေးတာဖြစ်ပါတယ်963ဆိုတဲ့အတွက်ပေါင်းရှင်4 break ပေါ့နော်음နောက်ထပ်39ရှောက်ခွန် break ကိုပေးတာရှောက်ရှိခွန်ဆိုတဲ့အတွက်ဒိတ်လေးပေး3လုံးပေါင်းရှင်က3 break ချပြီးသွားတယ်ပေါ့နော် တောင်းစင်ကိုပြီးတော့40ဒီနှစ်သုံးပရိတ်ကိုပေတဲ့အချိန်မှာနှစ်နှစ်တစ်ဆွေအတွက်တစ်ပရိတ်ချပေးသွားခဲ့တယ်40နဲ့တစ်မှာနှစ်သုံးပရိတ်အားနေတယ်ဗောနော်38ဆိုတဲ့အတွက်သုံးလုံးပေါင်းချင်း9ပရိတ်ချပေးသွားခဲ့တာဖြစ်ပါတယ်โอเคနောက်ထပ်40နဲ့နှစ်အထိထပ်ပြီးတော့ချပေးသွားမလားဆိုတာကိုကျွန်တော်တို့တနည်းနဲ့တကွအချင်းပြပေးသွားမှာဖြစ်ပါတယ်ဒီ6887နှစ်ကနေစပြီးတော့ဗောနောအကြိမ်အားဖြင့်40ကျော်အထိ ခုလိုလိုစေတော့အဲ့ဒီပြိနှလုံးအားနေပြိနှလုံးမဖောက်သေးဘူးပေါ့နော်သူရဲ့တွင်နီကိုလေ့လာကြည့်အောင်လားခင်ဗျာသူရဲ့တွင်နီကိုတော့ကျွန်တော်ဒီ3ခွန်ခွန်တပင်ကနေရှင်းပြပေးသွားမှာဖြစ်ပါလေပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အတူတူပေါင်းကြည့်အောင်လားခင်ဗျာဒီအရှိဆုံးရှင်းတဲ့ချိန်ပေါင်း16ပေါ့နော်ဒီခွန်3ပေါင်း130ခွန်က3ကြိမ်ဆိုရတဲ့23ဘို့အတိပေးကြည့်မယ်ပေါ့နော်အဲ့ဒါ5ဖြစ်ပါတယ်ရှင်းတဲ့6ပေါင်း14 လဲနေတဲ့အနောက်က3ပေါင်းရှင်းခွန်ဖြစ်ပါတယ်ငားလေးတွေ20 6ပေါင်းနော်ဆိုတော့ဒီ6နဲ့3ပေါင်းရှင်း10ရှောင်းနဲ့5ပေါင်း7တဲ့ကိုခွန်ပေါင်းရှင်း6ဖြစ်ပါတယ်8 6လို့ယူလိုက်တာပေါ့နော်အဲ့မှာ8 6ကတော့အဲကပ်တူတွေဖြစ်ပါတယ်ဒီမှာပေါ့နော်ရှီကိုကပ်တိုတေမှာရှီကိုလေးဆိုတဲ့အတွက်ဘောင်းရှင်းတိပရိတ်ချပေးသွားခဲ့တာဖြစ်ပါတယ် ရှိကိုပရိတ်ကိုရှိကိုပရိတ်အားနေတယ်ဗောနော်ရှိကိုပရိတ်ပေတာဖြစ်ပါတယ်အဲ့ဒီမှာတိပရိတ်ခြားပြီးသွားတာဗောနော်ရှိကိုကကပ်တူတယ်ဖြစ်ပါတယ်တိပရိတ်ကခြားပြီးသွားခဲ့တယ်ဗောနော် သူခြားပြီးသွားတဲ့ပရိတ်ဖြစ်တယ်ဗောနော်အဲ့ဒီမှာရှိကတော့တင်းနေ3လေးရှင်းလေး30နည်းကိုနာချင်း16ရှင်းနေ4ပေါင်း10နည်းဗောနော်ငါးလေးပေါင်း9ကို9ပေါင်းတာ14ရှင်းလေး30နည်းကိုကိုနေပေါင်းတာ7 ဒါဆိုရင်ဒီအအလေက9နဲ့10ပေါင်း30နိနေနေပေါင်း4နဲ့4ပေါင်း8ဆိုတဲ့အတွက်အဲ့ဒီမှာလေရှစ်ကိုပြိပဲထပ်ပြီးအားနေတာဖြစ်ပါတယ်ဗောနော်အဲ့ဒီရှစ်ကိုပြိအားနေတဲ့အချိန်မှာသူရှားပေးသွားတာက963ဆိုတဲ့အတွက်ပေါင်းရှင်းက4ပြိဗောနော်963 4ပြိချပေးသွားခဲ့တယ်ဒီမှာထပ်ကြည့်အောင်ပါနော်ဒီမှာ69 69နှစ်ကြိမ်ဆက်ပါနော်ပြီးတော့ဒီ6ခွန်အားနေတာကို ထပ်ပြီးလေ့လာကြည့်အောင်6ခွန်ပြိအားနေတာကိုဆက်ပြီးလေ့လာကြည့်မယ်ပါနော် ဒီခွန်ကား3ချိန်20ပေါ့နော်အဲဒီ6နှစ်ချိန်7နှစ်53ပေါင်းရှင်ဆိုတော့30ဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်အရှိဆုံးက1ပဲ3ရက်2ရက်ပေါင်းရှင်က9ဒီ9ကို14လေးခွန်ပေါင်းရှင်က17ရတယ်ပေါ့နော်တိပေးကြီးမယ်9လေးလီက20အနောက်ဆုံးက9နဲ့ပေါင်းတော့190 9ပေါင်း6ဆိုတဲ့အတွက်အဲ့ဒီမှာ6ခွန်ပရိအားနေတာဖြစ်ပါတယ်။သူရှားပေးသွားတာက6ရှစ်ခွန်ဆိုတဲ့အတွက်3လုံးပေါင်းရှင်းက10ပရိဖြစ်ပါတယ်ခင်ဗျာ။ ရှောက်ခွန်ပြိအားနေတာတိပိချပေးသွားတယ်ပေါ့နော်အဲ့ဒီမှာရေးပြထားတယ်ပြီးတော့နှစ်သုံးနှစ်သုံးအဲ့ဒီနှစ်ချိန်ဆက်တဲ့နှစ်သုံးပြိအားနေတာလေးဆက်ပြီးလေ့လာကြည့်အောင်ဒီ6နှစ်ချိန်ဆက်နှစ်ပေါ့နော်နေနဲ့ကိုပေါင်း73တင်းနဲ့6ပေါင်းခွန်ခွန်နဲ့ခွန်ပေါင်း74လေးနဲ့ဒီ6နဲ့ပေါင်းတာတစ်စိပေါ့နော်ဆိုတော့၃များဖြစ်မယ်၃နဲ့6နဲ့ပေါင်းရှင်းက9ဖြစ်ပါတယ်၃6ပေါင်း9 9 5ပေါင်း74ပေါ့နော်ဒီ ခွန်ဘာနာဒီမှာခွန်တစ်ကြိမ်ရှိတယ်။အဲရှင်းလေးလီ30နှစ်ကိုကိုယ်နဲ့ပေါင်းတာ73ဖြစ်ပါတယ်။လေးခွန်73တင်းနဲ့ပေါင်းနှစ်ဆိုတဲ့အတွက်နှစ်3ပြိအားနေတာဖြစ်ပါတယ်။သူချပေးသွားတာကနှစ်နှစ်ခွန်ဖြစ်ပါတယ်။နှစ်နှစ်ခွန်ဆိုတဲ့အတွက်ပေါင်းရှင်းတင်းပြိပဲပေါ့နော်။နှစ်3ပြိအားနေတင်းပြိချပေးသွားခဲ့တာဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ပြင်ဆက်ပြီးလေ့လာကြည့်အောင်။ဒီမှာနှစ်3ပြိအားနေတာနှစ်နှစ်ခွန်နောက်ထပ်လေးနှစ်3ပြိအားအားနေတာ သုံးရှိရှိချပြီးသွားတဲ့ဟာကိုလေ့လာကြည့်မယ်ပေါ့နော်။နေ့နဲ့ကြိမ်သေး၄၆ချပေါင်း၁၀နှစ်၃၄၆ရှောက်ခုံပေါင်း73ဖြစ်ပါတယ်။အရှင်း၅ပေါင်း73 3၅၅၄၅၄၉ပေါ့နော်။နောက်ထပ်ခွန်၄၄၂၈၈၉ပေါင်း၁ခုံပေါ့နော်။ဒါဆိုရင်ခွန်၃ပေါင်း၁၀၉၃ပေါင်း၁၂ရမှာဖြစ်ပါတယ်။အဲဆိုရင်နှစ်၃ပြိအားနေတာဖြစ်ပါတယ်ခင်ဗျာအဲ့နှစ်၃ပြိအားနေတဲ့အချိန်မှာရှားပြီးသားတာက3 8 8ဖြစ်ပါတယ်ပေါင်းရှင်း6ပြိပဲပေါ့နော် ဒုံရှိရှိကိုးပရိဖြစ်ပါတယ်အဲ့ဒီမှာတိပရိဆိုပြီးရည်မိသွားတယ်ဗောနော်โอเคနောက်ထပ်ဒီကိုးချိန်အတွက်လေးလာကြအောင်ဒီနေ့နဲ့ချိန်၄ဗောနော်၃နဲ့ချိန်၆ဆိုတော့ခြောင်းနဲ့၄ပေါင်း၁၀၈၃နဲ့၂၄၄နဲ့၆ပေါင်း၁၀ခြောင်းနဲ့၆ပေါင်း၁၂နေ့နဲ့၁ပေါင်း၃ဖြစ်ပါတယ်ခြောင်းလေး၄၂၄ကိုးပေါင်း၃ဆိုတော့၃၃ပေါင်း၈၆ဆိုတဲ့အတွက်ကြောင့်မို့ဒီကိုးချိန်မှာဒီတွင်းဤအရာရှောက်ခွန်ပရိအားနေနေမှာဖြစ်ပါတယ်ရှောက်ခွန်ပရိပေတာဖြစ်ပါတယ်ခင်ဗျာ အချိန်အဖြစ်40နဲ့2ချိန်ထိတပည့်ချပေးသွားမလားဆိုတာလေးကျွန်တော်တို့စောင့်ကြည့်ရမှာပဲပေါ့နော်โอเคဒီမှာပေါ့နော်6 complete ဒီဒါကတော့ကျွန်တော်အရှိယဗီဒီယိုမှာတင်ပေးထားတဲ့ပရိပေရနီ20နံပါတ်3ပေါ့နော်ဒီက5လေးလေးအနေပါပါပရိပေထားတာပေါ့နော်20အရာကျွန်တော်ခုနှစ်ပရိပေထားတာပေါ့နော်ဒီဒီမှာတော့20နံပါတ်2က6ခွန်ပရိပေတာဖြစ်ပါတယ်။အားစင်းကျွန်တော်ပရိအားနေတော့ကဒီမှာ အ339ခုနှစ်အခုက6ခုဆိုတော့339ခုနှစ်6ဖြစ်သွားမယ်ပေါ့နော်အဲ့ဒါ၅လုံးအားနေသွားမှာဖြစ်ပါတယ်โอเคဒါ20အရာသူဆက်ပြီးတော့ချပေးသွားနေတယ်လို့ဖောက်လဲဖောက်သွားတဲ့အတွက်ကြောင့်မို့ကြီးစုတဲ့အခါမှာကြီးစုပြပြီးမိုက်ဆွေဆုံးဖြတ်ချက်ကိုဒါလင်းအတည်ပြုပါခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြီးစုအားပေးခဲ့ကြတဲ့မိုက်ဆွေများကိုလည်းကြီးစုတင်ပါတယ်ခင်ဗျာ